အဲဒီနေ့တော့ဝါဒီဘက်ကိုထောက်လေသွားကြရအောင်ဟုတ်ပါတယ်ဒီနေ့တာလို့ဒီလိုကိုအူပြောပြမဲ့ပုံစံလေးကတော့ဝါတန်ရင်နာပုံစံတစ်ပုဒ်ဖြစ်တဲ့ဘဝရဲ့ဥကျုံပါလို့သူဆိုတဲ့ပုံစံဖြစ်ပါတယ်ဟိုရှိရှိတော့ငါ့တဲ့ဥမကြီးနဲ့ကိုရှိကြရလို့မိတ်ဆွေဖြစ်နေပေါ့ပေါင်းတင်နေထိုင်ကြတယ်တဲ့ဒီတစ်ချိန်ကမှာတော့ဥမကြီးကပြည်စံတွေအားလုံးထဲမှာခွားကြီးဆုံးဖြစ်တယ်တဲ့ သူရဲ့ဥညိုကလည်းရှည်လျားပြီးတော့ခြုံမြနေတယ်။သူရဲ့ဥညိုဟာကျွဲရဲ့ဥညိုဖြစ်တော့ပုံပြီးရှည်နေတယ်။အဲဒါကြောင့်ဒိဋ္ဌိဆံကြီးအားလုံးကဥမဝကြီးကိုကြောက်ရွံ့လေးစားကြရတယ်။တူလူနဲ့နေမှာကိုရှိချာဟာငွားရတာကိုစားကြတဲ့အချိန်ဒီလိုလက်ပြပြဆိုတဲ့ငွားကြီး င်ဗျားလည်းမဆွေဖြစ်ရတာကောင်းပါတယ်ဗျာအဲဒါပေမဲ့ခင်ဗျားရဲ့ဒီဝယ်ရှိလို့တော့တော့ရလာလာရတာစဉ်းစားကြည့်ဦးဗောလမ်းကြီးမှလည်းကိုကြီးတကြီးနဲ့ရှောက်ပါတယ်ဗျာခင်ဗျားရဲ့ဒီဝယ်ကိုနည်းနည်းလောက်ဖြတ်ပစ်လိုက်ပါလားလို့ပြောတယ်ဒီတော့ငွားကြီးကဟုတ်ရလားဆွေတော်ကြီးဆွေတော်ရဲ့ဇာတ်ကိုထုတ်ရုံပါလေဗျာသူ့ရဲ့ဒီဝယ်ကိုပြူစားပြီးနည်းနည်းဖြတ်ပစ်လိုက်ပါလားလို့ပြောတယ်ဒီလိုနဲ့ဦးနှောကြီးကသူ့ရဲ့ဝီဒီယိုကိုဖြတ်ပစ်လိုက်တာလေဗျာ အဲ့လိုဥဒိုတူတူလေးပဲကျန်နေတဲ့သူ့ကိုသရစ္ဆန်ကြီးအောင်လေးကမလေးစားကြတော့ဘူးလေ။ယန်သူရဲ့အညီကိုလည်းမခုခံနိုင်တော့ဘူးပေါ့ကွယ်။ဒီချင်းကြီးရောက်တော့ကုကြကြီးကနွားကြီးကိုအမြင်ပြတ်တက်ဖြတ်ပြီးတော့နွားရဲ့သားကိုစားပြလိုက်တယ်။အဲ့ဒီလိုပဲတရင်မှကိုရှိချမ်းဟာကျွဲရဲ့သားကိုစားကြတဲ့အကြောင်း ကိုကျွေးကြီးကိုလည်းအဲ့လိုပဲထားရမယ်လို့ဆိုရတယ်။ကိုကျွေးကြီးရေခင်ဗျားလည်းမဆူဖြစ်ရတာကောင်းပါလေကွာ။ကြိုလဲကြိုရပါလေ။ဒါပေမဲ့ခင်ဗျားရဲ့ဝိဝါရှည်လို့တော့တော့ရလာရတာခင်ဗျတို့ကခင်ဗျားရဲ့ဒီလိုနည်းနည်းတော့ဖျက်ပြလိုက်ပါလေလို့ပြောတယ်။အဲ့လိုကျွေးကြီးကဟိုဟိုငါရဲ့ဝိဝါကိုဖျက်ဖို့ဒီဥဒ္ဓဟာငါရဲ့အတန်ရဲ့ဘာကိုယူနိုင်တယ် ရှားစိတ်ဆန်တဲ့ငါ့ကိုမြင်လိုက်ရှာရင်လည်းဒီဥယျာဉ်နဲ့အဲဒီရိစ္ဆာကိုခပ်ပြစ်ပြီးတက်ဖြတ်နိုင်တယ်လို့ပြောတယ်ဗျ။ငါ့ရဲ့ဥယျာဉ်ကိုဘယ်တော့မှဖြတ်မဖေးလို့ပြောလိုက်တယ်။ဒီလိုနဲ့ကိုရှိကြလဲသူ့ရဲ့အချံကိုလက်လျှော့ပြီးတော့တွေ့ကျွေးရစာကြည့်စိတ်လည်းပြောက်သွားတယ်။သူကကျွေးကြည့်ကိုလည်းနောက်ထပ်တော့ပြောရတယ်ဟိုနဲ့ကျွေးကြီးကိုကြောက်သွားရတယ်အဲ့ဒါကြောင့်နွားရဲ့ဥကျုံပုံမှာနွားရဲ့ဥကျုံက ်ဒီလိုတူတူလေးဖြစ်နေတော့ပါဘူးလေဒီပုံမျိုးလေးကိုလမ်းဆောင်တော့ပါတင်ခဲ့လာရလေဆိုတော့ကိုယ်မှရှိတဲ့အားသာချက်ကိုညများထည့်ပြတဲ့ဝိရဇ္ဇာရီကြောင့်ကိုယ့်ရဲ့အားသာချက်ကိုဖြည့်ဆည်းလိုက်ပါလေလို့ပြောကြည့်ပါလေဒါတို့ကတို့အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနောက်နေ့တွေမှာနောက်ပုံမျိုးတွေနဲ့ဆုံကြရအောင် I love you over